ဒီဝိဒကဒရဓမ္မဗန္တာဂာတိကကျေးဇူးတော်ရှင် မင်းကိုဆရာတော်ဖျာကြီးဦးစီးရေသာစီရင်တော်မူသည့်နိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင် ကျမ်းစာတော်မြတ်ကြီးအုပ်ရေတော်အဖြစ်ရှုပ်ရှိသည့်အနံငါးဦးမြောက်အတွေ့အဖြစ်စရုထအတွေ့ကိုဆက်လက်ဖကြားပူတော်ပါမယ်။စာမျက်နှာနံပါတ်43အခန်းနံပါတ်29 နာလဘုံနာရွာ၌စတခုမြောက်ဧကာဒတမဝါကတ်တော်မူခြင်းမြတ်စွာဘုရားသည် ဆိုခဲ့ပြီးသောအတိုင်းတောဋ္ဌိပြည်ဇေတဝန်ကျောင်းတိုက်တော်၌ခြေချွရမိတတဝါရှိသလားတရင်သုံးနေတော်မူပြီး၍ခยีဒေတာစာရီအစဉ်တစ်ပြည့်ကြွချီတော်မူကမကရာတန်ရာဇဂျိုပြည်ကိုပတ်ချံ၍ မဂရတရာဇဂျိုပြည်ကိုပတ်ချံ၍တည်သောတောင်ဤတောင်ဘက်၌တည်ရှိသည်ဖြင့်တက္ကိနာဂီရိအမည်ရှိသောဇဏဘုတ်တိုက်နယ်အဝင်အပဧကနာလမီသော ပုံနာရွာသို့ရောက်တော်မူ၍ထိုနာလပုံနာရွာကိုဂောဇရကံအမိပြုကတစေတခုမြောက် ဧကာဓတမဝါကဲ့သို့တော်ကဲ့သို့တရင်သုံးတော်မူ၏တို့တို့မြတ်စွာဘုရားရှင်ဒကိနာဂီရိဇနဘုတ်အပါဝင်ပြန်လည်ပူဇော်ပါမယ်တို့တို့မြတ်စွာဘုရားရှင်ဒကိနာဂီရိဇနဘုတ်အဝင်အပါဧကနာလပုံနာရွာကို အမိခောစရကံပြုတော်မူကားဒကိနာဂီရိအမိရှိသောចောင်းတိုက်ကြီး၌တရင်သုံးနေတိုင်းတော်မူစဉ် ၁နနခင်ဗုဒ္ဓလုပ်ငန်းစဉ်၂စွန်းစားပြီးနောက်ဗုဒ္ဓလုပ်ငန်းစဉ်ဟူသောဤဗုဒ္ဓကိစ္စဗုဒ္ဓလုပ်ငန်းစဉ်နှစ်ပါးတို့အနက်နနခင်ဗုဒ္ဓလုပ်ငန်းစဉ်ကိုယ်စားကွယ်ပိတ်ဖြင့်ပုရိဘတ်တကိစ္စကိုပြီးဆုံးစေ၍စွန်းစားပြီးနောက်ဗုဒ္ဓလုပ်ငန်းစဉ်ကိုယ်စားကွယ်ပိတ်ဖြင့်ပစ္စာဘတ်တဗုဒ္ဓကိစ္စအပိုင်းအပိုင်းကြီး၄ပိုင်းရှိလျာ သရုဒ္ဓသရုဒ္ဓပိုင်းအစုံ၌အာတယာနုတယညာအိန္ဒရိယပရောပရိယတိညပရောပရိယတိညံနှစ်ပါးတိဟူသောဗုဒ္ဓစကုဖြင့်တတ္တလောကကိုကြီးရှိတော်မူလတ်တော်အရတဘုတို့ရာရောက်ကြောင်းရှေးကောင်းမှုနှင့်ပြည့်စုံသောကတိဘာရရွာစပုံနာကိုမြင်တော်မူ၍၎င်း ခွေးသားခွင်ပိဖြင့်တပံဆက်၍စင်းသားစင်းခြင်းတော်မူပြန်သောအခါထုံပုံနာလေထုံရာအရက်တို့ငါဖျားသွားရောက်လျင် စကားနီတော်ပြောဆိုရမှုဖြစ်လိမ့်မည်ထို့နောက်စကားနီတော်ပြောဆိုမှုပြီးဆုံးသောအခါငါဖျားဤတရားဒေသနာတော်ကိုကြားနာရ၍ထိုပုံနာသည်ယဟန်ပြူပြည့်လျင်အရတ္တဖို့သို့ရောက်လိမ့်မည်ဟုသိမြင်တော်မူ၍၎င်း ဇာမနာနံပါတ်44ထိုးပုံနာလေထုံရာရက်သူဘုရားကိုတော်မြတ်ကြွတော်မူကစကားနီးသောပြောဆိုမှုကိုဖြစ်စေ၍ကတိဘာရရွာစမိသောတုတ်တံကို ဟောတော်မူလေသည်ခွဲစာခွဲပိဖြင့်ဤကတိဘာရရွာစတုတ်တံကတန်ရုပ်ပါဠိတော်၌၎င်းတုတ်တံနိဗ္ဗာန်ပါဠိတော်၌၎င်းလာဤ ထိုတွင်ဤမဟာဗုဒ္ဓဝင်ကြံ့၌ကသုတ္တနိဗ္ဗာန်ပါဠိအထကရာကို အမိပြု၍ရေးသားပေအံတွင်ပိတ်ဗုဒ္ဓကိစ္စ၅ပါးအကြောင်းဗုဒ္ဓကိစ္စနှင့်ဆက်၍တန်ရုပ်အထကရာအစရှိသောအထကရာများစွာတို့၌ဗုဒ္ဓကိစ္စ၅ပါးဟုဖွင့်ဆို၍သုတ္တနိဗ္ဗာန်အထကရာ၌ကနောက်ပိုင်းဗုဒ္ဓကိစ္စ၄ပါးကိုတပေါင်းတည်းပြု၍ ပိစာဘဒ္ဒဗုဒ္ဓကိစ္စခွေးစာကွင်ပိဖြင့်စွန်းစားပြီးနောက်ဗုဒ္ဓကိစ္စစွန်းစားပြီးနောက်လုံစွန်းစားပြီးနောက်ဗုဒ္ဓလုပ်ငန်းစဉ်ဟုအမိတခုရိတက်ကပုရိဘဒ္ဒဗုဒ္ဓကိစ္စပိစာဘဒ္ဒဗုဒ္ဓကိစ္စဟု၍ဗုဒ္ဓကိစ္စနှစ်ပါးကိုပြဆိုသည်အတိဘယ်မှာမူအတူတူပင်ဖြစ်လေသည်ထို့ကြောင့်တုဒ္ဒနိဗ္ဗာန်အထကရာအလို့ ဆိုခဲ့ပြီးသောအတိုင်းဗုဒ္ဓကိစ္စနှစ်ပါးအခြားအထကရာများအလိုပုရိဘဒ္ဒဗုဒ္ဓပုရိဘဒ္ဒကိစ္စပစ္စာဘဒ္ဒကိစ္စပုရိမယာမကိစ္စပစ္စည်းမယာမကိစ္စမစ္စည်းမယာမကိစ္စဟူ၍ဗုဒ္ဓကိစ္စကွင်းစားကွင်းပိတ်ဖြင့်ဗုဒ္ဓ၏နေစဉ်လုပ်ငန်း၅မျိုးတို့ရှိလေသည် ထိုဗုဒ္ဓကိစ္စ၅ပါးတို့ကိုကြီးညိုတရာပွားများကြရန်အစဉ်အတိုင်းပေါ်ပြပေးရန်နံပါတ်၁ပုရိဘတ်တဗုဒ္ဓကိစ္စနနခင်ဗုဒ္ဓလုပ်ငန်းစဉ်မြတ်စွာဘုရားရှင်သည်စောစောစီးစီးထားတော်မူ၍အလိုအကျွေးယဟန်တော်အားကြီးမြောက်ရန်ယူပကာယကိုတော်ချမ်းသာရန်အတွက်မျက်နာတော်တည်ခြင်းအစရှိသော ကိုလက်တုတ်တင်မှုကို ပြုတော်မူပြီးလျင်စွမ်းခံဝင်ချင်းရောက်တည်တိုင်အောင်သမဏနံပါတ်45စိတ်ဉဏ်ရာအရက်၌ပလသမာပတ်ဖြင့်အချိန်ကိုကုံလွန်စေတော်မူ၍စွမ်းခံချင်းကြားရောက်သောအခါတင်းမှန်ကိုပြင်ဝိ့၍ခါပန်းကိုပန်းပြီးလျင်သင်္ကန်းတော်ကိုယုံတော်မူ၍တပိတ်တော်ကိုယူဆောင်တော်မူကား တယံတခတပါးဒီတယံတခယဟန်ပေါင်းခြံရန်လျက်ရွာနီကုန်းအတွင်းသို့စွမ်းခံကြွဝင်တော်မူ၏ထို့သူကြွဝင်တော်မူရာမှာလဲတယံတခပဂရီသောကြွဝင်ခြင်းဖြင့်ကြွဝင်၍တယံတခများစွာသောတကုပြာရိဟာတို့ဖြင့်ကြွဝင်တော်မူ၏ကြွဝင်တော်မူပုံမှာမြတ်စွာဘုရားရှင်စွမ်းခံဝင်တော်မူလက်သည်ရှိတော် ရှိတော်ရှိတော်မှလေပြေလင်းညင်းတို့သည်တိုက်ခတ်ကြကမြေပြင်ကိုစင်ကြယ်စီလီစင်ကြယ်စီကြလီသည်တိမ်တိုက်တို့သည် ရေပေါက်တို့ကိုတဖွာဖွာလွတ်ကုန်လျက်လမ်းခရီးတစ်လျှောက်ကို မြူမုံများကိုလမ်းခရီးတစ်လျှောက်ရှိမြူမုံများကိုတိတ်စီကြ၍ကိုတော်မြတ်ရထ၌ ဗိတံမျက်နှာချက်ပမာလိုက်ပါကြလီကုန်လိုက်ပါကြလိုက်ပါကြကုန်ဤအခြားသောလီတို့ကလည်းထိုးထိုးအရက်၌ဝင်သောပန်းများကိုယူဆောင်တိုက်ခတ်ခဲ့ကြ၍ကြွာသွားတော်မူရာလမ်းတလျှောက်၌ပန်းမွေရာကျဲပြန့်ခင်းကြကုန်ဤပင်ကိုကမြင့်မောက်နေသော မြေရက်တို့သည်အလိုလိုနှိတ်ကြကတဏှီတဏှူတိဖြစ်ကြကုန်ဤ ပင်ကိုကနေဝမ်းသောမြေအရက်တို့သည်အလိုလိုမြင့်မောက်အလိုလိုမြင့်တက်ကတင်ကြီးတညိုတိဖြစ်ကြကုန်၏ကြောက်တုံးကြောက်ခဲကြောက်စရစ်များအူဂျံကွဲများတင်းငုတ်စူးညောင်များသည်သူ့အလိုလိုဖယ်နှင်းရှားနှင်းကြကုန်၏ခြေတော်ကိုမြေပေါ်သို့ချနှင်းသောအခါမြေအပြင်သည်ညီညွတ်ပြေးသာဖြစ်နေလေ၏သို့မဟုတ် အတွေ့ကောင်းသောယထာလည်းပင်ဗမာရှိသည်ဗြဟ္မာကြာပန်းကြီးများကတော်မူလဲခြေတော်အောက်ကအသင့်ခံလင်းကြကုန်၏တို့တို့မြို့ရွာအဝင်ဝတကားခုံအတွင်လက်ရာခြေတော်ကိုချမိချထားမိလျင်ပင်ကိုရောမရောင်ကြီးတော်၆သွဲတို့ကိုမြို့ထွက်ကြကုန်၏လေးတော့ပြတ်သက်အထွတ်တက်သော တိုက်အိမ်အစရှိသည့်ထိုးထိုးအစာအူးများကိုရွှေရည်ဖြင့်သွန်းလောင်းအပ်တကဲ့သို့၎င်းဇမနာနံပါတ်46စမ်းကြဲသောအဝတ်တို့ဖြင့်ရစ်ပတ်ဖုံးအုပ်အပ်တကဲ့သို့၎င်းအယောင်ပြုတ်ပြက်တလက်လက်ထွက်အောင်ပြုလုပ်ကြ၍ထိုမှဤမထိုမှပြေးသွားကြကုန်၏စေမင်းကျင်းကအစရှိသောတိရိစ္ဆာန်တတ္တဝါတို့သည် မိ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 တို့၏နေရာဌာန၌ဒီနေကြရင်းကပင်ကျုံမိန်တရားသောအတန်ကိုတွန်ကြမြည်ကြဟီးကြကုန်၏ထို့အတူပင်စီဆောင်အစရှိသောဒုရိယာမျိုးတို့သည်လည်းလူတို့ကမတိခတ်ပဲတရားသောအတန်ကိုမြည်ကြကုန်၏လူတို့ကိုလူတို့ကိုယ်ဝှစင်ထားသည့်ပရိနရောင်လက်က လက်ကျက်စာတော့အစင်တန်းစာတို့ကလည်းအလိုလိုပါရာတော့အတန်ကိုမြည်ကြကုန်၏ထိုအမတ်သင်္ကေတဖြင့်လူတို့သည်ယနေ့မြတ်စွာဘုရားရှင်သည်ငါတို့မျိုးရွာတို့စွာခံကြွဝင်တော်မူလာပြီဟုသိကြကုန်၏ထိုလူတို့သည်အဝေကောင်းအယုံကောင်းကိုဝှကြယုံကြကုန်လျက်နန္တာပန်စသည်တို့ကို လက်ဆွဲကြကမိ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 တို့၏အိမ်မှအသည်သည်ထွက်ကြ၍ မြို့လေလမ်းမတို့တစုတယုံသွားကြသွားရောက်ကြလျက်မြတ်စွာဘုရားရှင်ကိုနန္တာပန်းစသည်တို့ဖြင့်ရိုသေစွာပူဇော်ရှိခိုးကြပြည်လျင်အရှင်ဘုရားအရှင်တို့ဘုရားတပည့်တော်များယဟန်တော်ဆယ်ပါးပေးကြပါကုန်တပည့်တော်များယဟန်တော်နှစ်ကြိတ်ပေးကြပါကုန်တပည့်တော်များယဟန်တော်တရာပေးကြပါကုန်စသည်ဖြင့် မိမိတို့တန်နိုင်ကြသလောက်တောင်းယူကြပြီလျင်မြတ်စွာဘုရားရှင်ဤတပိတ်တော်ကိုလည်းယူဆောင်ကြ၍နေရာတော်ခင်းကြပြီးယူတည်စွာစွမ်းပြုစုလုပ်ကြွေးကြလေသည်မြတ်စွာဘုရားရှင်သည်စွမ်းဖုံးပေးခြင်းကိစ္စပြုပြီးလက်တော်ထိုလူများ၏အတွင်းအစ္ဆာတရားဓာတ်နှင့်လိုက်လျော့အောင်ကြည့်ရှုတော်မူပြီလျင်အချို့တရဏဂုံ၃မှ၌တည်အောင် အချို့၅ပါးသီလတို့၌တည်အောင်အချို့သောတာပတ္တိဖို့သက္ကရာဂามိဖို့အနာဂามိဖို့တို့တွင်တဘာဝ၌တည်အောင်ဇာမနာနံပါတ်49အချို့ယဟန်မြို့ရဲ့အရတ္တဖို့၌တည်ကြအောင်တရားဟောတော်မူလေ၏ဤနည်းဖြင့်လူများအပေါင်းကိုအကျိုးရအောင်ချီးမြှောက်တော်မူပြီးမှကျောင်းသူပြန်ကြွတော်မူလေသည်ကျောင်းတော်သို့ရောက်သောအခါနန်းသာတစောင်းအတွင် အသင်ခင်းထားသောဘုရားနေရာတော်၌ယဟန်တို့ဤစွမ်းကိစ္စပြီးဆုံးခြင်းကိုငန့်လင့်တော်မူကားထိုင်နေလေ၏ထို့နောက်မှယဟန်တို့ဤစွမ်းကိစ္စပြီးဆုံးသောအခါ၌အလုံကျွေးယဟန်သည်မြတ်စွာဘုရားရှင်အားခွင့်စားခွင့်ပေးဖြင့်ယဟန်တို့ဤစွမ်းကိစ္စပြီးစီးပါကြောင်းကြားလျှောက်လေသည်ထိုအခါမှမြတ်စွာဘုရားရှင်သည်ကန္နာကုရီကြောင်းတိုက်တော်သို့ ဝေကြွတော်မူလေသည်ကွင်းစာဤကပုရိဘတ်တာကိစ္စပြန်လည်ဖတ်ကြပါမယ်ဤကပုရိဘတ်တာဗုဒ္ဓကိစ္စနနခေဗုဒ္ဓလုပ်ငန်းစဉ်ဖြစ်သည်ဤအရာ၌မဖို့ပြရသောဗုဒ္ဓကိစ္စအသေးစိတ်လုပ်ငန်းစဉ်များလည်းကြံရှိသည်ထိုလုပ်ငန်းစဉ်များကိုမြစ္စည်းမဗန္နာတပါဠိတော်ဗြမာယုတုတ်၌ဟောတော်မူအပ်သည့်ဤအတိုင်းမှတ်ယူရ၏ခွင့်ပေး နံပါတ်2ပိဇာဗဒ္ဒဗုဒ္ဓကိစ္စစွမ်းစားပြီးနောက်ဗုဒ္ဓလုပ်ငန်းစဉ်ထို့နောက်မှာမြတ်စွာဘုရားရှင်သည်နနခင် စွမ်းကိစ္စပြုပြီးလက်ရကကနကုရီကျောင်းတော်ဤအနိအလောအကျွေးရန်ခင်းထားသောနေရာခွေးစားခွင်ပေဖြင့်ယဟန်တော်တို့ညီမူစည်းကဲ့ရာ၌ထိုင်နေတော်မူကားခြေတော်တို့ကိုစေကြောတော်မူ၍ခြေစစ်အင်ပြေ၌ ရက်ဒီတော်မူရင်းကပင်ယဟန်တန်ဃာကိုယဟန်တို့အပမရာတရားဖြင့်သိခါ၃ပါးကို ပြည့်စုံအောင်ကြိုးကုပ်အားထုတ်ကြကုန်လော့လောက၌မြတ်စွာဘုရားရှင် ဖြစ်ပွင့်တော်မူရာအခါကာလကိုယာခဲလာ၏လူအဖြစ်ကိုလည်းယာခဲလာ၏တတရာတရားနှင့်ပြည့်စုံခြင်းကိုလည်းယာခဲလာ၏ရှင်ယအဖြစ်ကိုလည်းယာခဲလာ၏သူတော်ကောင်းတရားနာကြားရခြင်းကိုလည်း ခွေးစားခွင့်ပေးဖြင့်나ကြာရာအခွင့်ကိုလည်းရာခဲလာ၏ဟုအပမာရဩဝါဒဒေသနာကိုဆုံးမတော်မူလေသည်သမဏနံပါတ်48ထိုအစည်းအဝေး၌အချုပ်ယန်းတို့ကမြတ်စွာဘုရားရှင်ကိုကမထန်တရားလျှောက်ထမေးမြန်းကြလေသည်မြတ်စွာဘုရားရှင်သည်ထိုယဟန်တို့အားဇေယအားလျော်သောကမထန်ကိုပေးတော်မူလေသည်ထို့နောက်မှာယဟန်အားလုံးပင်မြတ်စွာဘုရားရှင်ကိုယိုသိမြန်တို့ရှ िख ိုးကြပြီနော မိ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 တို့ဤနေတန်ရာဌာနညင်တန်ရာဌာနတို့တို့အတိအသည့်ဖဲသွားကြလေသည်အချို့ကတော့ရက်တို့အချို့ကအစ်ပင်ရင်တို့အချို့ကတောင်စသည်တို့တွင်တဘာဘာသောအရက်တို့အချို့ကစုမာတဲ့နတ်ပြည်တို့အချို့ကတောင်ရင်းသားနတ်ပြည်တချို့ကယာမာနတ်ပြည်သူတိတာနတ်ပြည်နေမိတာ နေမာနရတ္တိနတ်ပြည်ပရနေမိတာဝတ္တဝတိနတ်ပြည်တို့ဖဲသွားကြလည်သည်ထို့နောက်မှာမြတ်စွာဘုရားရှင်သည်ကန္နာကုရီចောင်းတိုက်ចောင်းတော်သို့ဝင်၍အလိုတော်ရှိလျင်လက်ရာနံပါလက်ရာနံတောင်းဖြင့်တတိတံမစဉ်လက်မလွတ်ပဲတခဏမြမြတ်သောလျောင်းဆက်မှုပြုတော်မူ၏ထို့နောက်တတ္တာစီ အပ်ပြီးသောကိုတော်ရှိကပြောင်းတော်မူရာမှထပြီးလျင်ဝိသဝင်ပေဖြင့်နေဤဒုတိယပိုင်း၌တတလောကကိုကြည့်ရှုစဉ်းကျင်တော်မူဤဝိသဝင်ပေဖြင့်နေဤတတိယပိုင်း၌မူဂောဇရကံအမိပြု၍နေရာထိုထိုမျိုးရွာ၌နေတိုင်ကြသူလူအပေါင်းတို့သည်နနခင်အလူပေးကြပြီနောက်ဝန်လွယ်သောအခါအိုကောင်းအယုံကောင်းဝို့ယုံကြလျက် နတ်သားပန်းစသည်တို့ကိုလက်ဆွဲကြကအကြောင်းတိုက်တော်အတွင်း၌တရားနာရန်လာရောက်စည်းဝေးကြလေ၏ထိုအခါမြတ်စွာဘုရားရှင်သည်စရောက်လာတော့ပရိသတ်အားသင်လျော်လျောက်ပတ်တော့တကုဗျာရိယာဖြင့်ကြွတော်မူကတရားသဖြင့်တရားဟောရာတစောင်းဝဝဲခင်းထားအပ်မြတ်သောဘုရားနေရာတော်၌ထိုင်နေတော်မူကအချိန်ကာလအတန်း အချိန်ကာလအတိုင်းစီပမာဏနှင့်တင့်လျော်လျောက်ပတ်သောတရားစကားဟောကြားတော်မူပြီးနောက်အခါကိုသိတော်မူကပြိသက်ကိုလွတ်လိုက်လေသည်လူအပေါင်းတို့သည်မြတ်စွာဘုရားရှင်ကိုရှ िख ို့ပြီးလျက်ဖဲ့သွားကြလေ၏ကိုယ်စားခွင့်ပေးပြီးဤကမစ္ဆာဘဒ္ဒဗုဒ္ဓကိစ္စဆွန်းစားပြီးနောက်နေပိုင်းဗုဒ္ဓလုပ်ငန်းစဉ်သည် စာမျက်နှာနံပါတ်49နံပါတ်3ပုရိမယာမဗုဒ္ဓကိစ္စညီဦးရံပိုင်းဗုဒ္ဓလုပ်ငန်းစဉ်မြတ်စွာဘုရားရှင်သည်ဤသို့ပိစ္ဆာဘတ်တကိစ္စစွန်းစမ်းပြီးနောက်နေပိုင်းဗုဒ္ဓလုပ်ငန်းစဉ်ကိုရွှတ်ဆောင်ပြီးရွှတ်ဆောင်ပြီးပြည်လက်တော်ကိုတော်ကိုရေချိုးတော်မူလိုလင်းဗုဒ္ဓာတနာ ဖျားနေရာတော်မှထခဲ့၍အလိုအကျွေးယဟန်ချိုးတော်ရေစီမံရာဌာနသို့ကြွားရောက်ပြီးလျင်အလိုအကျွေးယဟန်ဤလက်မှရေသနုပ်ကိုယူတော်မူ၍ရေချိုးအိမ်သို့ဝင်တော်မူလေသည်ထို့သောမြတ်စွာဘုရားရှင်ရေသုံးသက်တော်မူခြင်းမှာပင် အလိုအကျွေးယဟန်သည်လည်းဖျားနေရာတော်ကိုယူဖျားနေရာတော်ကိုယူဆောင်ခဲ့၍ ကန္တကုရိပရိဟုံအတွင်း၌ခင်းထားလေ၏မြတ်စွာဘုရားရှင်သည် ကိုတော်ကိုရေသုံးသက်တော်မူပြီးလျင် ကောင်းစွာတက်ဆိုးအပ်သည့်နှစ်ထပ်သင်္ကန်းကိုဝတ်တော်မူ၍ခါပန်းကိုပန်းပြီးလျင်ကိုဝတ်စံပေတင်ခွင်းစားခွင်းပိတ်ဖြင့်လက်ကတော့ထိုးလကရောထိုးတော်မူလျက်တပါးတိပင်ထိုးကန္တာကုရီ ပရိဟုံအတွင်ခင်းထားတော်ဘုရားနေရာတော်၌တခဏများ အပန်းဖြေကထိုင်နေတော်မူလေသည်ခဏကြာသောအခါယဟန်တို့သည် ထိုနေရာထိုနေတန့်စင်ရာညင်းတန့်စင်ရာအရတ်တို့မှအသည်သည်လာရောက်ကြကပြန်လဲပူဇော်ပါမယ်ခဏကြာသောအခါယဟန်တို့သည် ထိုထိုနေတန့်ရာညင်းတန့်ရာအရတ်တို့မှအသည်သည် လာရောက်ကြကမြတ်စွာဘုရားရှင်အားစီးကပ်ခါစားကြကုန်၏ထိုအစည်းအဝေး၌အချို့သောယဟန်တို့က ပြဿနာမေးလျှောက်ကြ၍အချို့သောယဟန်တို့ကကမ္မထန်တရားမေးလျှောက်ကြလေသည်သာမဏေနံပါတ်50အချို့သောယဟန်တို့ကတရားနာဖို့ယံကွင်းစာကွင်းပိဖြင့်တရားဟောပါမိအကြောင်း တောင်းတန်လျှောက်ထားကြလေသည်မြတ်စွာဘုရားရှင်သည်ထိုပြတနာမေးလျှောက်သောယဟန်ကမ္မထံတရားမေးလျှောက်သောယဟန်တရားနာယံဝင်းစာခွင့်ပေးဖြင့်တရားဟောပါမိအကြောင်းတောင်းမှန်လျှောက်ထားကြသောယဟန်အလုံးတို့၏အလိုလိုလားတောင်းတချက်ကို ပြည့်စုံအောင်ချီးမြှောက်တော်မူလျက်ညီဦးယံအချိန်ပိုင်းကိုကုံလွန်စေတော်မူလေသည်ဝင်းစာခွင့်ပေးဖြင့်ဤကပုရိမယာမ ဗုဒ္ဓကိစ္စညင်ဦးရန်ပိုင်းဗုဒ္ဓလုပ်ငန်းစဉ်ဒီနံပါတ်၄မေဇီမယာမဗုဒ္ဓကိစ္စတကောင်ရန်ပိုင်းဗုဒ္ဓလုပ်ငန်းစဉ်ညင်ဦးရန်ပိုင်းဗုဒ္ဓလုပ်ငန်းစဉ်ပြီးဆုံးသဖြင့်ရဟန်းတော်များမြတ်စွာဘုရားရှင်ကိုရှ िख ိုးဝူပြု၍ဖဲသွားကြလေတော့ ဇာတိခိစัจ java လာပေါင်းတိုက်တောင်း၌နေထိုင်ကြသောနတ်မြမာတို့သည်အခွင့်ရကြသဖြင့်မြတ်စွာဘုရားရှင်ထံတော်သို့စီကဲ့ကြပြီးလျင်မိမိတို့စီရင်စင်ခြင်းစင်သားခဲ့ကြသည် အမေပု္ပ္ပာပြဒနာများကိုအယုတ်သဖြင့်အခရာလေးလုံးများရှိသည့်ပြဒနာကိုတော်၎င်းပြဒနာကိုတော်လဲမေးမြန်းလျှောက်ထားကြလေသည် မြတ်စွာဘုရားရှင်သည်ထိုးထိုးနတ်ပြမာတို့မေလျှောက်အပ်သည်များသောပြဿနာများကို တခုမကြံဖြေရှင်းတော်မူကားမင်းစီမယံကွင်းစားကွင်းပိတ်ဖြင့်သကောင်းယံအချိန်ကိုကုံလွန်စေတော်မူလေသည်ကွင်းစားကွင်းပိတ်ဖြင့်ဤကားမင်းစီမယာမဗုဒ္ဓအကိစ္စသကောင်းယံပိုင်းဗုဒ္ဓလုပ်ငန်းစဉ်သည်နံပါတ်5ပစ္စည်းမယာမဗုဒ္ဓအကိစ္စ မိုးတောက်ရံပိုင်ဗုဒ္ဓလုပ်ငန်းစဉ်ပစ္စည်းမရံကွန်းစားကွင်းပိဖြင့်မိုးတောက်ရံအချိန်ပိုင်းကို၃ပိုင်းပိုင်း၍နနက်အချိန်မှအစာပြုကထိုင်နေခြင်းဣရိယာပုတ်ဖြင့်နှိမ့်ဆက်အသည့်ယူပကာယကိုတော်မြတ်အပင်အပန်းအနွမ်းအနယ်ပြေပြောက်စီရန်သာမဏေနံပါတ်51တပိုင်းတပုံအချိန်ကို စင်းကြံကြွာသွားခြင်းဖြင့်ကိုလွန်စီတော်မူ၏ဒုတိယပိုင်းအချိန်၌ကန္နာကုဒီចောင်းတော်သို့ဝင်၍လက်ရနန်တောင်ဖြင့်လက်ရနန်တောင်ဖြင့်တတိတံပစင်လက်မလွတ်ပဲမြဲသောလျောင်းဆက်မှုကိုပြုတော်မူလေသည်တတိယပိုင်းအချိန်၌လျောင်းတော်မူရာမှထပြီးလျင်ထက်ဝယ်ပွဲကိုထိုင်နေတော်မူ၍ ရှင်ရှင်ဘုရားရှင်တို့၏အထာ၌ဒါနသီလအစရှိသောအဖြင့်အဓိကာရကွင်းစားကွင်းပိဖြင့်အထိကယကုသိုလ်ထုပြုခဲ့ဘူးသောပုဂ္ဂိုလ်များကိုပိုင်းခြားထင်ထင်လင်းလင်းမြင်ယံအာတယာနုတယညာဣန္ဒရိယပရောပရတိညာဣန္ဒရိယပရောပရိယတိညာတိဟုသောဗုဒ္ဓဆက်ကုတော်အစုံဖြင့်တတ္တလောကကိုကြည့်ရှုတော်မူလေသည် ဤကတန်ရုပ်အထကရာတိလက္ခဏအထကရာစသည်တို့၌ဖွင့်ပြချက်သည်သုဒ္ဓနိဗ္ဗာန်အထကရာ၌ဖွင့်ပြပုံမှာမိုးတောက်ရန်အချိန်ပိုင်းကို၄ပိုင်းပိုင်း၍ပထမအချိန်ပိုင်း၌စဉ္ညာကြွတော်မူသည်ဒုတိယအချိန်ပိုင်း၌ကန္ဓာကုရီကျောင်းတော်သို့ဝင်၍လက်ရာနန်တောင်းဖြင့်တတိတမ္မစဉ်လက်မလွတ်ဘဲမြတ်သောလျောင်းဆန်းမှုကိုပြုတော်မူသည် တတိယအပိုင်း၌အရတဘုဒ္ဓမာပတ်ကို ဝင်စားတော်မူသည်စရုဋ္ဌစရုဋ္ဌအချိန်ပိုင်း၌မာကရုဏာတမာပတ်ကို ဝင်စားတော်မူပြီလျင်အပရဇက္ခတတဝါမဟာမဟာရဇက္ခတတဝါစသည်တို့ကို လင်းလင်းထင်ထင်မြင်နိုင်ဖို့ရန် ဖော်ပြရပါ ဗုဒ္ဓစက္ခုတော်အစုံဖြင့်တတ္တလောကကို ကြီးရတော်မူလေသည်ကွင်းစာကွင်းဘိတ်ဖြင့်ဤကမေဇိမယာမဗုဒ္ဓကိစ္စမိုးတောက်ရံပိုင်းဗုဒ္ဓလုပ်ငန်းစဉ်သည်ဗုဒ္ဓကိစ္စ၅ပါးအကြောင်းပြီး